ုံမြင့် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။တွေ့ကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ကိုဝင်ဆောင်ထားတဲ့ကြောင်းစီရမဆော်တဲ့ပုံမြင်ပဲဖြစ်ပါတယ်။ကျွန်မကတော့အစီအစဉ်တင်ဆက်သူအန်နာပါ။ဘွဲရပြီးတဲ့နောက်မှာသူမကတော့ကြောင်းတစ်ချောင်းမှဆီရမပြန်လုပ်ဖို့အတွက်အလုပ်တစ်ခုရရှိသွားပါတယ်။စာကရနေနေဟာတော့နှစ်ယောက်လုံးကတော့ကြောင်းအတူတူတက်နေခဲ့ကြတာဖြစ်ပါတယ်။နှစ်ယောက်လုံးကလည်းချစ်ကြိုင်နေခဲ့ကြတာပေါ့။ရှင်ကျွန်မနဲ့လက်ထပ်မယ်မဟုတ်လား။ အခုကျမအလုရသွားပြီလေမင်းရလဲကွာဒါဘလို့စကားတွေပြောနေရလဲငါမင်းရလွယ်ပြီးတခြားတယောက်နဲ့လည်းလက်မထပ်နိုင်ပါဘူးငါမင်းကိုဘလောက်တောင်မှချစ်တယ်ဆိုတော့ကိုမင်းလည်းသိရဲ့သားနဲ့ဒါပေမဲ့အရင်ဆုံးငါအလုရသွားပါစီအောင်မင်းကဘာဖြစ်ချင်တာလဲလူတွေအားလုံးကလှောင်ပြောင်တယောနေအောင်ကိုလှုပ်ချင်တာလားငါကမိမလှုပ်ဆောင်ကိုထိုင်စားတဲ့ဒုလို့မင်းကအပြောခံရစေချင်လို့လားဟုတ်ပြီလေရှင်အလုရသွားတဲ့အချိန်ထိကျမစောင့်ပါမယ်နှစ်ယောက်လုံးကတယောက်ကိုတယောက်အရန်ချစ်ကြပါဗျာ ဒီလိုနဲ့ပဲနေဟာနဲ့စာကန်ရောကတော့စီးကျော်နေခဲ့ကြပါတယ်။သူမအလောက်ရရှိသွားခဲ့ပြီးတဲ့နောက်မှာအလောက်စာတင်ဆင်းနေခဲ့ပါတယ်။နေဟာအလောက်ရရှိသွားတဲ့အတွက်ဝမ်းသာပျော်ရွှင်နေခဲ့ရပေါ့။သူတို့အလောက်အမြန်ဆုံးရသွားပြီးဆိုရင်တော့ငါတို့လက်ထပ်လို့ရပြီ။ကျောင်းမှာရာဂျန်ဆိုတဲ့ကောင်လေးတယောက်နဲ့သူမထပ်မံတွေ့ဆုံခဲ့ပါတယ်။သူကလည်းဇရာတယောက်ပါ။မင်္ဂလာပါနေဟာရေ။ကျွန်တော်နာမည်ကတော့ရာဂျန်ပါ။ကျွန်တော်ကကလေးတွေကိုတိုက်ပံသင်ပေးတဲ့ဇရာလေး။နေဟာကလည်းလက်အုပ်ချပြီးတော့ကြောက်ခဲ့ပါတယ်။ ဟုတ်ကဲ့ဟုတ်ကဲ့ကျမတို့တွေ့ရတာဝမ်းသာပါတယ်ရှင်။ရှင်နဲ့တွေ့ရတာကျမလည်းဝမ်းသာပျော်ရွှင်ရပါတယ်။နေဟာရဲ့ပုံစံလေးကြောင့်ရာဇန်ကလည်းဝမ်းသာပျော်ရွှင်သွားခဲ့ပါတယ်။သူကတော့အမြဲတမ်းနေဟာနဲ့ပြောဖို့အတွက်အကြောင်းပြချက်လိုက်ရှာခဲ့ပါတယ်။သူကနေဟာရဲ့အတန်းတွေကိုခဏခဏဝင်လာလေးရှိပါတယ်။နေဟာကတော့စာကားအကြောင်းပဲတွေးနေခဲ့တဲ့အတွက်ဒါတွေကိုသတိမထားမိခဲ့ပါဘူး။တကယ်မှတော့ဒါနဲ့ကျွန်တော်တို့နာမှာစာအုပ်ဆိုင်အသစ်တစ်ခုရှိတယ်။စာအုပ်တွေအများကြီးထပ်ထားတာဆိုတော့ကျောင်းဆင်းသွားတဲ့အခါကျရင်ကျွန်တော်တို့သွားကြမလား။ မဟုတ်ဘူး။ကျောင်းဆင်းသွားတဲ့အခါကျရင်တော့ကျမတခြားတနေရာကိုသွားရလိမ့်မယ်။တခြားရကြမှာပဲကျမတို့သွားကြမယ်နော်။နေဟာကတော့သူ့ဤစာနဲ့တွေ့ရအောင်မှဖြစ်တဲ့အတွက်ရာဂျန်ကိုလိန်ပြောခဲ့တာပါ။ကျောင်းဆင်းသွားတာနဲ့သူကလည်းသူ့ဤစာနဲ့သွားတွေ့လိုက်ပါရဲ့။ကဲဘလို့လဲနေအဆင်ပြေလား။မသိတော့ပါဘူးကွာ။ဘတ်တစ်ခုမှအဆင်မပြေဘူး။ဘယ်ချိန်မှငါအလုပ်ရမှာလဲ။စာကရည်ရှင်အမြန်ဆုံးအလုပ်ရသွားမှာပေါ့။ဘာတွေကိုစောင့်ရင်လဲ။နေဟာရဲ့စာကရောကအကြိမ်ကြိမ်ပြန်ပြီးနေခဲ့ကြပါရဲ့။ ဒီလိုနဲ့ပဲရက်တွေကုံဆုံးနေခဲ့ပြီးအရာအလုံးအစဉ်ပြေနေခဲ့ရပေါ့နေဟာနဲ့စာဂတ်တို့ကပန်းချံမှာတွေ့လိုက်ဟိုတယ်မှာတွေ့လိုက်နဲ့ပျော်ရွှင်နေကြပါတယ်စာဂတ်ကတော့နေဟာနဲ့တွေ့တဲ့အခါတိုင်းအိမ်မှာခေါ်တွေ့ပါတယ်သူကတိုက်ခံမှာတယောက်ထဲနေရပါစာဂတ်ရဲ့မိဘတွေကတော့ရွာမှာနေကြတာပါတယောက်မှာတော့နေဟာရုတ်တရက်ကြီးနေမကောင်းတာဖြစ်ပါတယ်သူမအံပဲအံ့နေခဲ့ပါတော့တယ်ရုတ်တရက်ကြီးဘာဖြစ်တာလဲမသိပါဘူးမနေ့ကတော့ကတိငါနေကောင်းပါသေးတယ်ဒီနေ့ငါမဟုတ်တာတွေစားမိသွားတာများလား ီလိုနဲ့နေဟာကြောင်မတော်ခင်မှာပဲအစာကြေးစေးဝယ်တောက်လိုက်ပါရီစေးတောက်ပေမဲ့သူမအစင်မပြေနေခဲ့ပါဘူးနေဟာရဲ့ခြေနေပိုးဆိုးလာခဲ့ပါရီဒုက္ခပဲဒါပါရီဖြစ်နေရလေအရင်တုန်းကတော့တခါမှအခုလိုမျိုးဖြစ်ဖူးတာမဟုတ်ဘူးဒါဆိုရင်တော့ငါဆရာဝန်နဲ့အမြန်ဆုံးပြမှဖြစ်တော့မယ်ဇေယောက်ကနေသူမတော်ပြလိုက်ပါရီနေဟာရေခမရကဝင်ဆောင်ထားပြီဘာပြောရဲကျမကဝင်ဆောင်ထားရတယ်ဟုတ်တယ်ခမရကဝင်ဆောင်ထားရတယ်လေခမရကဝင်နှစ်လရှိနေပြီ အခုအချိန်ကစာမီခမရကိုဟော့ကိုတတော်လေးပြုဆိုင်ရမယ်နော်။နေဟာကချက်ချင်းပဲစေအောင်အပြင်ကိုထွက်လာပြီးနောက်မှာတော့သူ့ဤစာကိုဖုန်းခေါ်လိုက်ပါတယ်။အေးနေဟာရေပြောလေ။ငါအခုနင်းကိုပဲဖုန်းခေါ်တော့မလို့တီလား။အေးဟုတ်လားပြောလေဘာကိစ္စရှိလို့လဲ။ငါအလောက်ရသွားပြီတည်ရလား။အမလေးဒါတော်လေးကိုကောင်းတဲ့ကိစ္စတခုပဲ။ကျမလည်းရှင်အောင်အရေးကြီးတဲ့ကိစ္စတခုပြောပြစရာရှိနေတယ်။အေးပြောလေနေဟာရေနင်းကဘာကိစ္စပြောချင်နေရလဲ။ရှင်တိတ်မကြခင်မှာအဖေဖြစ်တော့မယ်ဆိုတဲ့အကြောင်းကိုကျမပြောပြချင်တာလေ။ ကျမအမေဖြစ်တော့မယ်တီလာကျမကဝင်ဆောင်ထားရပြီအဲ့ဒါကြောင့်ရှင်လဲအလုပ်ရသွားပြီဆိုတော့ကျမတို့အမြန်ဆုံးလက်ထပ်လိုက်ကြရအောင်နော်ခဏလေးနေပါဦးနေဟာရမင်းအခုတပါစကားတွေပြောနေရလေငါမင်းနဲ့လက်ထပ်လို့ပဲဖြစ်မလဲငါမင်းနဲ့လက်ထပ်လို့မရဘူးလေခဏနေပါဦးလက်ထပ်လို့မရဘူးဆိုတာဘာစကားကြီးလဲရှင်ဘာဖြစ်လို့ကျမနဲ့လက်ထပ်လို့မရရလဲရှင်ကျမပြောခဲ့တုန်းကကြတော့ဒီလိုမဟုတ်ဘူးလေရှင်အလုပ်ရပြီဆိုတာနဲ့ကျမနဲ့လက်ထပ်ပါမယ်ဆိုမင်းရလဲကွာမင်းသိရတဲ့အတိုင်းပဲငါ့ရဲ့မိဘတွေကရွာမှာနေကြတာလေ ငါရဲ့အဖေကရွာမှာရှိတဲ့ငါအဖေတငယ်ချင်းရဲ့တမီးလေးနဲ့ငါကိုလက်ထပ်ပေးဖို့ဆိုပြီးတော့စီစဉ်ထားတယ်။ငါအဖေရဲ့ဆုံးဖြတ်ချက်ကိုစန့်ကျင်ပြီးတော့ဒီလိုဆုံးဖြတ်ချက်ကိုမလုပ်နိုင်ဘူး။အခုဆိုရင်ငါအလုပ်ရသွားပြီဆိုတော့ငါ့ရဲ့မိဘတွေကလည်းမြို့ပေါ်ကိုတက်လာနေကြပြီ။ခဏနေပါဦးရှင်ကျမပေးခဲ့တဲ့ကတိတွေအားလုံးကရောအဲ့ဒါဘာတွေလဲ။ရှင်ကျမလိန်ပြောခဲ့ရလား။ကျမတို့ရဲ့အချက်ကဘာလဲ။ကျမရဲ့ဘိုက်ထဲမှာရှိနေတဲ့ရှင်ရဲ့ကလေးဒီကလေးကိုရောကျမဘာလုပ်ရမှာလဲ။မသိဘူးငါဒါတွေအားလုံးကိုမသိချင်တော့ဘူး။ မင်းကိုဝင်ဖြတ်ချတာဖြစ်ဖြစ်တခုခုလှုပ်လိုက်ပါငါတာဝန်မယူနိုင်ဘူးစာကတ်ကတော့ဖုန်းချပစ်ခဲ့ပါတယ်နေဟားလည်းတော်လေးစွရင်ပူပန်သွားခဲ့ပါတယ်သူမဘာဆက်လို့ရမလဲနားမလဲတော့ပါဘူးသူမအိမ်မက်ထင်မှာတော့သူမရဲ့ချစ်သူကသူမကိုတစ္ဆာဖောက်လိုက်မယ်လို့မယုံကြည်နိုင်ခဲ့ပါဘူးဒါကြောင့်သူမအိမ်ကိုပြန်လာခဲ့လိုက်ပါတယ်နောက်နေ့မှတော့သူမအကြောင်းမတော်ခဲ့ပါဘူးသူမစာကတ်ကိုအချိန်ချင်းဖုန်းခေါ်နေခဲ့ပါတယ်ဒါပေမဲ့စာကတ်ရဲ့ဖုန်းကခေါ်လို့မရခဲ့ပါဘူးဒီအချိန်မှာရာဂျမ်စီကနေပြီးတော့ဖုန်းဝင်လာခဲ့ပါတယ်ဘလို့ဖြစ်ကြလဲနေဟာရဲ့နေအခုချိန်ထိကြောက်မလာသေးဘူးလား ဒီနေ့နေကြောင်းမလာတော့ဘူးလားဟောဟုတ်တယ်ဒီနေ့နေသိပ်မကောင်းလို့ကြောင်းမလာတော့ဘူးဟုတ်လားနေမကောင်းဘူးလားဘာဖြစ်တာလဲဆိုတော့ကိုလည်းပြောပြပါအောင်ကျမနေကောင်းပါတယ်နည်းနည်းလေးပဲဖျားနေရဆိုတော့အဆင်ပြေရနော်မနေ့ပြန်ကြရင်တော့တွေးကြတာပေါ့ရှင်ကောင်းပြီလေဒါဆိုရင်တော့ငါမေကိုစောင့်နေမယ်နောက်နေ့မှနေဟာကတော့ကြောင်းသွားခဲ့ပါတယ်ဒါပေမဲ့သူမရဲ့ပုံစံကအသက်ရှင်နေတဲ့လူသေးကောင်းလိုမျိုးပုံစံပါပဲသူမဘယ်သူမှစကားမပြောတော့တယ်လို့မျိုးရှိလဲမရှိပါဘူးသူမရဲ့ကျမရဲ့အခြေအနေကတော့ဇိုးရွားလာခဲ့ပါတယ် ရာဂျန်ကသူနဲ့စကားပြောဖို့အတွက်ကြိုးစားတဲ့ခါတိုင်းမှလည်းသူမစကားပြန်မပြောခဲ့ပါဘူး။အဖြစ်ဖြစ်နေနေဟာရဲ့ဘိုက်ကပူချွာလာခဲ့ပါတယ်။ကျောင်းမရှိတဲ့တခြားဆရာဆရာမတွေအားလုံးကတော့သူမကိုဝေဖန်ခဲ့ကြပါတယ်။ဘလို့ဖြစ်တာလဲနေဟာရဲ့အခုတလောနေအစားတော့တောင်းညံ့နေရပါလား။ဘိုက်ကြီးကအတော်လေးပူနေပြီနော်။လေကျင့်ခံတွေဘာတွေမလုပ်ဘူးလား။အဲ့လိုတော့လည်းမဟုတ်ပါဘူးဆရာမရဲ့ကျမလေးကျင့်ကံပုံမှန်လုပ်ပါရယ်ဒါဆိုရင်ဘိုက်ကြီးကဘာဖြစ်လို့တလောက်ကြောင့်ပူထွက်နေရတာလဲအခုတလောကျမစီများတဲ့စားတောက်တွေအများကြီးစားလိုက်လို့နေတူတယ် ီလိုနဲ့သူမအားလုံးရဲ့စကားတွေအကြောင်းစိတ်ပြတ်ဝမ်းနဲ့သွားခဲ့ပါတယ်။ငါးပိုက်ကလည်းတဖြည်းဖြည်းနဲ့ပူလာပြီးအเจ้าမှရှိတဲ့သူတွေအကုန်လုံးကငါ့ကိုရိုက်မိကုန်ကြလိမ့်မယ်။ဟာဒီခါကျရင်ဘာစလုပ်ရမလဲ။ငါစာရီဝဲလိုက်ရင်ကောင်းမယ်နဲ့တူတယ်။ဘိုက်ကလည်းတိတ်ပြီးတော့ထွက်မှာမဟုတ်တော့ဘူး။နေဟာကလည်းစာရီဝဲပြီးအเจ้าကိုလာခဲ့ပါတယ်။ရာဂျန်ကလည်းစာရီနဲ့နေဟာကိုတွေ့ရတယ်ပြောပါတယ်။ဘလို့ဖြစ်တာလဲနေဟာရဲ့စာရီဝဲထားတာလှလိုက်တာ။နတ်သမီးလေးနဲ့အောင်ကြိုသေးတယ်။ရာဂျန်အခုလိုပြောလိုက်တာကိုနေဟာကကျေးဇူးတင်စကားပြောပြီးရှေ့ဆက်သွားခဲ့ပါတယ်။ ငါဘာလို့စာရီဝတ်ခဲ့လဲဆိုတာကိုတော့သူပဲသိမလဲစာရီကိုငါလည်းမတတ်တာလို့ဝတ်ထားရတာစာရီမဝတ်ဘူးဆိုလို့ရှင်တော့အားလုံးသိကုန်ကြလိမ့်မယ်ငါကဝယ်ဆောင်ထားရတယ်ဆိုတာကိုဘယ်သူမှသိလို့မဖြစ်ဘူးဒါပေမဲ့ဘယ်အချိန်ထိငါဒီကိစ္စတွေကိုဖုံးကွယ်ထားရမလဲအခု၄လပဲရှိသေးလို့ငါလားဆိုလို့ရှင်တော့အားလုံးသိသွားမှာကျောင်းဆရာမကြီးငါ့ကိုကျောင်းထုတ်လိုက်ရင်ဒုက္ခပဲငါတိတ်ခါကြရလိမ့်မယ်ငါစာကားကိုယုံကြည်မိတာမှားတာပဲဒီစကားတွေအားလုံးကိုကြားခဲ့ရတဲ့အခါမှာတော့သူမမျက်ရည်ကျခဲ့ရပါတယ် ဒီအချိန်မှာသူရဲ့တက္ကသိုလ်ကအတူတူကြောင်းတက်ခဲ့တဲ့တငယ်ချင်းတယောက်ကသူမကိုဖုန်းခေါ်လာခဲ့ပါတယ်။ဟဲ့နေဟာဘလို့လဲအဆင်ပြေရလား။အေးငါအဆင်ပြေတယ်တငယ်ချင်းရဲ့နေရောအဆင်ပြေလား။ငါတော့အဆင်ပြေတယ်အေးဆေးပဲလေ။ဒါနဲ့နေစာဂရရဲ့မင်္ဂလာဆောင်ကိုရောသွားနေသေးလား။စာဂရမင်္ဂလာဆောင်ဟုတ်လား။အေးဟုတ်တယ်သူကနေကိုမင်္ဂလာဆောင်ဖိတ်စာတော့မပို့လိုက်ဘူးလား။ဒီနေ့ကသူရဲ့မင်္ဂလာဆောင်လေဒီလိုနဲ့သူမကလည်းစကားကိုလှည့်ပြီးပြောလိုက်ပါတယ်အေးငါမတော်ငါအယောင်အလောက်ရှုံနေလို့ကြောင်းပြီးသွားတဲ့နောက်ငါလည်းစာကားနဲ့စကားမပြောဖြစ်တော့ပါဘူး ။နေရလေလေအမြဲတမ်းအလုပ်ပဲရှုပ်နေရတော့ငါနဲ့အတူတူသူ့ရဲ့မင်္ဂလာဆောင်ကိုလိုက်ခဲ့ပါလား။သူ့နဲ့ကိုတွေ့လို့ရှင်တော့ဝမ်းတော့ပြောရွှင်သွားလိမ့်မယ်တိလား။တော်ပါပြီ။နေပဲသွားလိုက်တော့ငါမလိုက်တော့ဘူး။ငါမှအလုပ်တွေအများကြီးရှိသေးတယ်။ဟေးဟုတ်ပြီလေပြီးရောဒါဆိုရင်လဲ။စာကားဘာလို့ဒီလောက်တောင်မှရက်ဆက်ရတာလဲ။ငါအားလုံးအရှိမဘလို့မျက်နှာပြရမလဲ။ငါဘလို့အသက်ရှင်ရမလဲ။ကျောင်းဆင်းပြီဆိုတာနဲ့သူမအိမ်ကိုပြန်သွားခဲ့လိုက်ပါတယ်။ရာဂျန်ကတော့နေဟာအကြောင်းစဉ်းစားနေရပုံ။နေဟာကလိမ်မာပြီးတော့ယူသားတယ်။ငါသူ့လိုမင်းကလေးမျိုးပဲလို့ချင်တယ်။ ဒီနေ့တော့ငါစိတ်ထဲကစကားတွေသူ့ကိုပြောပြရမယ်ငါတို့ဘလောက်ချစ်လဲဆိုတော့ကိုသူလည်းသိတဲ့နာပေါ့ဒရာဂျန်ကနေဟာနောက်ကလိုက်သွားခဲ့ပြီးနေဟာကတော့လမ်းပေါ်ကလမ်းရှောင်နေခဲ့ပါတယ်နေဟာအရှိကနေအချိန်ပြပြနဲ့ဘတ်စ်ကတစီရောက်လာခဲ့ပါတယ်ဘတ်စ်ကဟွန်တင်းနေခဲ့ပေမဲ့နေဟာကတော့မကြားနိုင်ခဲ့ပါဘူးနေဟာကားတိုင်ပြီးရောမယ့်အချိန်မှာရာဂျန်ကသူ့ကိုဆွဲလိုက်ပါတယ်နေကြပါလို့နေရလေရှင်ပါလို့ကျမကိုကဲလိုက်တာလေနေပါအောင်ဘာဖြစ်လို့လဲမင်းသိချင်နေရလားဘာကိစ္စတွေဖြစ်နေရလဲဆိုတော့ငါ့ကိုပြောပြစမ်းမအောင် လူတွေအားလုံးကျမကိုလှောင်ပြောင်ကြလိမ့်မယ်ကျမအသက်မရှင်ချင်တော့ဘူးဘာဖြစ်တာလဲဆိုတော့အရင်ဆုံးပြောပြအောင်ဒီလိုနဲ့သူရဲ့အကြီးစားအကြောင်းကိုပြောပြလိုက်ပါတယ်ကျမအခုပြောပါအောင်ကျမဘယ်လိုဆက်လုပ်ရမလဲကျမကဝင်ဆောင်ထားရဲဆိုတော့အားလုံးသိရင်တော့ကျမအရှက်ကွဲမှာအားလုံးကကျမကိုပြစ်တင်ဝေဖန်ကြလိမ့်မယ်ကျမနဲ့ကျမကလေးကိုဘယ်သူမှလက်ခံပေးကြမှာမဟုတ်တော့ဘူးကျမနဲ့ဘယ်သူလက်ထပ်တော့မလဲငါတယောက်လုံးရှိတယ်ငါလက်ထပ်မယ်ဟုတ်တယ်နေဟာရင်ငါမင်းကိုချစ်တယ်ဒီကိစ္စကိုပြောချင်ခဲ့တာလဲကြာပြီးငါမင်းကိုတကယ်ချစ်တယ်မင်းနဲ့လက်ထပ်ချင်ပါတယ်ကွာ ကျမကဝင်ဆောင်ထားရတယ်ဆိုတော့ကိုတိရတော့မှရှင်ကျမနဲ့လက်ထပ်ချင်သေးလားရတယ်ငါနှစ်ယောက်လုံးကိုလက်ခံဖို့တော့အဆင်သင့်ပဲဒီနေ့စာကရရဲ့လက်ထပ်ပွဲမလားဒီနေ့မင်းလည်းလက်ထပ်ရမယ်ကဲလာသွားကြမယ်ဒီလိုနဲ့နှစ်ယောက်တောင်အနည်းဆုံးဖျားချောင်းကိုတော့ပြီးလက်ထပ်ခဲ့ကြပါတယ်ကဲငါတို့တရားရုံးတက်ပြီးလက်ထပ်ကြမယ်နော်မနေ့ပြန်ကြရင်တော့ငါတခါတည်းစရင်သွင်းခဲ့မယ်ရှင်ကကျမနဲ့ကျမရဲ့ခလေးကိုဘောအစ်တစ်ခုပေးလိုက်ကြပဲအယူမရဲ့ငါကနေကြောင်းနဲ့ဘလို့အသက်ရှင်ရလဲဆိုတော့ကိုနားလေခဲ့တာပါအလောက်ကိုထွက်လိုက်တော့ငါတို့ခလေးမွေးဖွားလာတဲ့အချိန်ထိအေးစိတ်အနားယူမယ် လေးမွေးပြီးတဲ့နောက်မှာမှနင်တခြားအကြောင်းမှာအလုပ်ပြန်လျှောက်ဖို့ဒါဆိုရင်ဘယ်သူမှလည်းနင့်အကြောင်းသိမှာမဟုတ်တော့ဘူးရှင်ကျမတို့ဘလောက်တောင်မှစဉ်းစားပေးခဲ့လဲနော်ကျမရှေ့ပိုင်ဆိုင်ရတာဝမ်းသာပါတယ်ရှင်မင်းကိုပိုင်ဆိုင်ခွင့်ရတဲ့အတွက်လည်းငါဘောကလုံးဝပြောင်းလဲသွားခဲ့ပြီနှစ်ယောက်လုံးကဖတ်ထားခဲ့ကြပါတယ်တလအတွင်နှစ်ယောက်သားရုံတက်လက်မှတ်ထိုးကြပါတယ်နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့စင်းရဲတဲ့မူမူတဲ့ဆိုတဲ့ပုံပြင်ပဲဖြစ်ပါတယ်။ Fashion ကတော့မူမူတဲ့လေးတယောက်ပဲဖြစ်ပါတယ်။ သူ့မမိသားစုအကြီးအကြီးရှိနေခဲ့တဲ့အကြားမမိုးရောင်းနေရတာကလွယ်ကိုလွန်တာတော့လည်းမဟုတ်ပါဘူး။သူရဲ့မိမကတော့မနက်အစောကြီးထားပြီးတော့မမိုးရီကိုလှုပ်ပေးခဲ့ပါရဲ့။ကြံတဲ့မိသားစုဝင်တွေကလည်းအတူတူဝိုင်းဝန်းကူညီပေးခဲ့ကြတာပေါ့။တရချင်အတွင်မှာဗစ်နုကပြင်ဆင်ပြီးထွက်လာခဲ့ပါရဲ့။ကဲဘလို့လဲအားလုံးအဆင်ပြေသွားပြီလား။နင်တို့ဖတ်ထုတ်တွေကိုတတိချာချာရောလှုပ်ထားရလား။ဟုတ်ကဲ့ကျမတို့တေချာလှုပ်ထားပါရရှင်။အတူတူတွဲစားဖို့အတွက်အချင်းတွေကိုလည်းကျမတို့လှုပ်ထားရနော်။ ဒါဆိုရင်တော့ကျမတို့တွေအားလုံးကိုထုတ်ပို့ပြင်ဆင်ပေးလိုက်ကြမယ်။ရှင်မိုးတွေအားလုံးယူပြီးပြီဆိုလို့ရှင်တော့ဈေးရောက်ထွက်လို့ရပြီတီလား။ဒါလေးရေချွေးမော်လီအိမ်ကိုရောက်လာတဲ့အချိန်ကစပြီးနင်းဆိုင်ကအရင်တုန်းကထက်အများကြီးတိုးတက်ပြောင်းလဲသွားတယ်နော်။မိုးတွေလည်းပိုပြီးတော့ရောင်းကြလာတယ်။ဟုတ်တယ်အမေရေသူကမတူညီတဲ့ဖတ်ထုတ်အရသာမျိုးစုံကိုလည်းလောက်တတ်တယ်လေ။ကျွန်တော်ကိုရိုင်းနာမတလောက်ထိအရသာရှိတဲ့ဖတ်ထုတ်တွေကိုမလောက်တတ်ခဲ့ဘူး။ဒါအပြင်ပဲကမလဲသူကတွဲစားတဲ့အချိန်ကိုလည်းအရသာရှိအောင်လုပ်ထားတာ။ သူလောက်ပေးထားတဲ့အချိန်ကတားစားလို့ကောင်းနေပြီအားရကြောင်ဝဲသူတွေကလည်းစားလဲစားတယ်အင်ကိုလည်းပါဆယ်ထုတ်သွားကြတယ်အချိန်ကိုလည်းအမြဲနဲ့အပိုတောင်းသွားတယ်ဟုတ်တယ်အကိုပြောတဲ့စကားမှန်တော့လည်းမှန်ပါတယ်ရှောင်းမကိုရိုင်းလောက်ထားတဲ့မုတ်တွေကတကယ်တားကိုစားလို့ကောင်းတာကျမတို့လည်းကြိုက်တယ်ကျမမနေ့ကတော့ကမုတ်တွေကိုကျမတငယ်ချင်းတွေကိုကျွေးလိုက်သေးရဲ့တိလားအားရကြောင်အားလုံးကလည်းရောင်းမလောက်ထားတဲ့မုတ်တွေကိုကြိုက်လွန်းလို့အမြဲနဲ့အင်ကိုလာမယ်ကဲမုတ်ပဲစားသွားလို့တော့ဘယ်ဖြစ်ပါမလဲနင်းတငယ်ချင်းတွေအားလုံးကိုပြောထားလိုက် အင်ကိုလာတဲ့အခါကျလို့ရှင်တော့မုတ်တွေလည်းငါနဲ့အတူတူဝိုင်းဝန်းကိုညီလောက်ကင်ပေးရမယ်လို့ဒုက္ခပဲအားလုံးစကားပြောနေရနဲ့ငါဆိုင်သွားဖွင့်တာနောက်ကြတော့မယ်သွားမယ်သွားမယ်သွားတော့မယ်အလုပ်တွေအများကြီးရှိသေးတယ်ကဲမိမကြီးအမြန်ဆုံးကားကိုမုတ်တွေတင်ပေးလိုက်တော့ဒီလိုနဲ့မိမဖြစ်သူကလည်းတယောက်ကြောင့်အစဉ်ပြေစေဖို့အတွက်မုတ်တွေကိုတေချာထုတ်ပိုးပြီးပေးခဲ့ပါတယ်ဘီရှနိုကလည်းစပိန်လေးနဲ့မုတ်ရောင်ဖို့အတွက်ထွက်ခွာသွားပါတော့တယ်သူကစပိန်လေးနဲ့ပဲမြို့မှာရှိတဲ့ရက်ကွက်တစ်ခုစီတိုင်းကိုသွားပြီးမုတ်တွေကိုရောင်းချခဲ့ပါတော့တယ် သူကတလန်းဝင်တလန်းထွက်အတန်အကျယ်ကြီးနဲ့စကားတွေပြောဆိုပြီးရောင်းချနေခဲ့ရပါဖတ်ထုတ်တွေရမယ်နော်ဖတ်ထုတ်တွေရမယ်ဖတ်ထုတ်တယ်လာပါပြီဖတ်ထုတ်တွေရမယ်ဖတ်ထုတ်မျိုးစုံရမယ်အရသာအစုံလင်ပါပါတယ်ကြော်ထားတဲ့ဖတ်ထုတ်ကြော်တွေလည်းရတယ်ဖတ်ထုတ်ပြုတ်လည်းရတယ်အနည်းရောအခြေဆဆလေးနဲ့တွဲစားလိုက်မယ်ဆိုရင်တော့အရသာရှိပြီးတော့ပွင့်ထွက်သွားလိမ့်မယ်အရသာရှိတဲ့ဖတ်ထုတ်ပြုတ်တွေဖတ်ထုတ်ကြော်တွေအစုံရမယ်ဒီမှာဖတ်ထုတ်တယ်လာပြီပြုတ်ဖတ်ထုတ်တယ်လာပြီ ဖေရှင်ရဲ့အတန်ကိုကြောက်ခဲ့ရတဲ့အခါမှာရက်ကွက်ထဲမှာရှိတဲ့ကလေးတွေလူကြီးတွေအမျိုးသမီးတွေအားလုံးအိမ်ပြင်ကိုပြေးထွက်လာခဲ့ကြပါတယ်။ပြီးရနဲ့သူ့စီကနေမောက်တွေကိုဝယ်စားခဲ့ကြတာပေါ့။အကိုရဲ့ကျမကိုအမြန်ဆုံးနှစ်ပွဲထည့်ပေးပါအောင်။ကျမသားလေးမနေရတဲ့ကစားကြတယ်ဆိုပြီးတော့ကြည်ကြနေရ။သူကစပိန်နဲ့လာရောက်တဲ့ဦးလေးကြီးစီကနေပြီးတော့ပဲစားမယ်ဆိုပြီးတော့ပြောနေရလေ။ဒီနေ့ကသူ့ရဲ့မွေးနေ့ကျမကလည်းသူ့ကိုလက်ဆောင်ပါယူမလဲလို့မေးရကောစပိန်နဲ့လိုက်လှည့်ရောက်တဲ့ဦးလေးဆိုင်ကဖတ်ထုတ်စားကြနေတယ်လေ။ ဟုတ်ကဲ့ပါအမရဲ့ရော့ဒီမှာကျွန်တော် တပွဲထည့်ထားပေးပါတယ်ဒီမှာရော့နောက်ထပ်တပွဲဒါဆိုရင်တော့ရပြီလားဒီလိုနဲ့ဘေရှ်နိုရဲ့မုတ်တွေကတခဏအတွင်ရှောင်းလို့ကုံသွားခဲ့ပါတယ်ညမုံမချုပ်ခင်မှာသူကတော့မုတ်တွေအားလုံးရှောင်းကုံသွားတဲ့အတွက်အင်ကိုပြန်လာခဲ့ပါတယ်နေရီရဲ့တွေ့တဖြည်းဖြည်းကုံဆုံးနေခဲ့ပါတယ်အရာအားလုံးအဆင်ပြေချောမွေးနေခဲ့ပေမဲ့တရက်မှာတော့ဘေရှ်နိုမုတ်ရှောင်းပြီးတော့အင်ကိုပြန်မလာခဲ့ပါဘူးအမေည၈နာရီထိုးနေပြီသူဘာလို့အခုချိန်ထိအင်ကိုပြန်မလာခဲ့ရသေးရလဲအေးပါခဏလေးထပ်ဆောင်းလိုက်သူလာနေလောက်ပြီး ဒီနေ့မုတ်တွေရောင်းလို့မကုန်တာနဲ့သူလှည့်ပြီးတော့ရောင်းနေရပဲဖြစ်ရမယ်။နောက်ထပ်ခဏလေးစောင့်လိုက်လေ။နောက်ထပ်ခဏထပ်စောင့်ခဲ့ပေမဲ့ Vishnu ကတော့အင်ကိုပြန်မလာခဲ့ပါဘူး။အမေညဆယ်နာရီထိုးသွားပြီနော်။အကိုအခုချိန်ထိအင်ကိုပြန်မလာသေးဘူးဘလို့လောက်ရပါမလဲ။အကိုဘယ်တော့မှဒီလောက်ထိအကြာကြီးနောက်ကျဘူးတာမဟုတ်ဘူးလေ။အေးဟုတ်တယ်။တမီးရဲ့အခုတော့အမေလည်းအတော်လေးစိတ်ပူလာပြီးသားလေးပါများဖြစ်လဲမသိဘူး။အမေကျမထပ်ပြီးတော့မစောင့်တော့ဘူး။တို့ကျမသွားရှာလိုက်တော့မယ်ရှင်။အေးပါထွေးမလေးရဲ့ခဏလေးစောင့်။ငါလည်းနေနေအတူတူလိုက်ခဲ့မယ်။ ခဏဆောင်ကျမလည်းတခါနဲ့အတူတူလိုက်ခင်မယ်မဟုတ်ဘူးသမီးရဲ့နေရတော့အိမ်မှာပဲနေအကိုကိုစောင့်နေခလေးတွေကလည်းငငယ်လေးတွေပဲရှိသေးရဲ့မလားသူတို့ကိုထားခဲ့ပြီးတော့အမေတို့အပြင်သွားလို့ပဲဖြစ်မလဲသူတို့ကိုဂယူးဆိုင်ဒီလိုနဲ့သမီးရဲ့ခမနှစ်ယောက်လုံးကလည်းအပြင်ထွက်ပြီးဘစ်နိုကိုလိုက်ရှာကြပါတယ်ရက်ကွက်ထဲကလမ်းတိုင်းလမ်းတိုင်းမှာသူကိုလိုက်ရှာကြပါတယ်ဒါပေမဲ့သူ့ကိုဘယ်မှာမှရှာမတွေ့ခဲ့ပါဘူးညမိုးချောအမောင်ကြီးထဲမှာစပိန်တစီလဲကြားနေရကိုတောင်မြင်တွေ့ခဲ့ကြရပါတယ် သူတို့ကလည်းစပိန်ကိုသွားကြည့်ခဲ့ပါတယ်တစုံတယောက်ကတော့တိုက်ခိုက်ထားတဲ့ပုံစံမျိုးပါပဲအမေအဲ့ဒါသူ့စပိန်အေးဟုတ်တယ်ချွေးမလေးဒါလည်းတားလေးကဘယ်ကိုရောက်နေရလဲဒုက္ခပဲစပိန်ကဒီမှာလူ့ဘဘယ်မှာလဲသူလည်းဒီအနီးနားမှာရှိမှာပေါ့နော်နှစ်ယောက်လုံးလိုက်ရှာခဲ့ကြပြီမယ်ဘယ်မှာမှရှာမတွေ့ခဲ့ကြပါဘူးအမေဒုက္ခပဲသူတို့ဘာဖြစ်ကုန်ပြီလဲမသိဘူးချွေးမလေးရေတက်တိမွေးစက်မှာအမေတို့တားလေးပြောက်သွားတယ်ဆိုတဲ့အကြောင်းကိုသွားပြီးတော့တိုင်ချက်ဖွင့်ကြမယ်တားလေးကိုပြန်တွေ့မယ်လို့အမေတို့ယုံကြည်တယ် ဒီလိုနဲ့နှစ်ယောက်သားကလည်းစပိန်ကိုမှပြီးအိမ်ပြန်သွားခဲ့ကြပါတယ်။နောက်နေ့မှာနှစ်ယောက်လုံးကလည်းရဲစခန်းကိုသွားပြီးတော့ဗစ်ရှင်ုံပြောက်သွားတဲ့အကြောင်းလေးကိုပြောခဲ့ကြပါတယ်။ကောင်းပြီကျွန်တော်တို့သူ့ကိုအစွမ်းကုန်ရှာပေးမယ်။သူ့တရင်ကိုကြားရပြီဆိုတာနဲ့ကျွန်တော်တို့ခမရတို့ကိုအရင်ဆုံးဆက်သွယ်ပေးပါမယ်။ဟုတ်ကဲ့ကောင်းပါပြီရှင်။နှစ်ယောက်လုံးအိမ်ကိုပြန်လာခဲ့လိုက်ကြပါတယ်။ဒါပေမဲ့ဗစ်ရှင်ုံကိုသူတို့ရှာလို့မတွေ့ခဲ့ကြသေးပါဘူး။အိမ်မှာဘယ်သူမှဘာမှမလုပ်ကြတော့ပါဘူး။အိမ်မှာမိသားစုတွေအလုံးကဝမ်းနေနေကြပြီးကောင်းကောင်းလည်းမစားတော့ကြပါဘူး။ အမေအမေသမီးမချက်တာတော်လေးကြာနေပြီနော်သမီးတို့စားဖို့အတွက်ဖတ်ထုတ်လည်းမလုပ်ပေးဘူးသမီးတို့ဘိုက်တာစားတဲ့အမေရဲ့ဒါနဲ့မမေဖေဖေကဘယ်တော့ပြန်လာမှလဲအဲ့ဒီခါကျမှမမေကမုတ်တွေကိုပြန်လုံမှလားဘတော်လုံမှလဲဖေဖေကမုတ်တွေကိုတွားရောက်မှသမီးတို့သမီးကောင်းကောင်းစားမှမလားမဟုတ်တာခလေးတို့ရဲ့အမေကိုယ်တိုင်မုတ်တွေကိုလှုပ်ပြီးရောရှောင်းမယ်နော်အဖေအမြန်ဆုံးအိမ်ကိုပြန်လာလိမ့်မယ်ဒါပေမဲ့အဖေပြန်မလာခင်မှာအမေတို့အိမ်မှာတခုခုအမြန်ဆုံးလုပ်ရမယ်အိမ်ကမိသားစုဝင်တွေဘာမှဒီတိုင်းနေစရာအကြောင်းမရှိဘူး ဒါပေမဲ့ချွေးမလေးရဲ့ဖြစ်ပါမလားဒါရီအားလုံးကဖြစ်နိုင်လို့လားမောတွေကိုရောင်းဖို့အတွက်ဘယ်သူသွားမလဲရဲရဲဘာကနေပြီးရောလဲအမေတို့ကိုဘာမှပြောသေးရမဟုတ်ဘူးကျမကိုယ်တိုင်မောတွေကိုသွားရောက်မယ်ဒါနဲ့အမဘလို့သွားရောက်မလဲဘလို့ရောင်းရမလဲနင်းအကိုရောင်းခဲ့တဲ့အတိုင်းရောင်းမယ်ချွေးမလေးရဲ့နေရစပိန်နဲ့သွားရောက်မလို့လားဟုတ်တယ်ကျမစပိန်စီးတက်ပါတယ်နောက်နေ့ရဆက်ပြီးရောကျမစပိန်နဲ့ပဲမောသွားရောက်ကြမယ်နောက်နေ့မှအားလုံးကလည်းအတူတူမောတွေကိုလောက်ခဲ့ကြပါတယ်ကျန်တဲ့သူတွေအားလုံးကလည်းသူ့ကိုအကူအညီပေးခဲ့ကြပါတယ် ။ဒီနောက်သူမကလည်းစပိန်လေးနဲ့မုတ်တွေကိုတင်ပြီးရောင်းဖို့အတွက်ထွက်ခွာသွားခဲ့ပါရီ။မုတ်တွေရမယ်နော်ဖတ်ထုပ်ပြုတ်တွေရမယ်ဖတ်ထုပ်ကြော်တွေရမယ်။တတ်တတ်လို့ဖတ်ထုပ်ရမယ်အသားဖတ်ထုပ်တွေရမယ်။အရသာရှိတဲ့အနီရောက်အချင်းလေးနဲ့အရသာရှိရှိတို့စားလိုက်ကြပါ။အရသာရှိတဲ့မုတ်တွေပါလာရီ။အားလုံးကလည်းမုတ်တွေကိုဝယ်စားဖို့အတွက်တန်းစီလာခဲ့ကြပါရီ။သမီးရေအရင်တော့ကဆိုလို့ရှင်တော့ဒီလိုမျိုးပဲစပိန်နဲ့ရောင်းတဲ့အသက်တဲရှိတယ်။အခုဆိုရင်တော့သူဒီကိုလုံးဝမလာတော့ဘူးနော်။သူ့ဆိုင်ကမုတ်တွေကတအားစားကောင်းတယ် ကဲနေရမုတ်တွေကရောဘလို့အရသာလဲဆိုတာကိုမြေးကြည့်အောင်မယ်ငါတို့ဖတ်ထုတ်မစားရတော့တော်လေးကြာနေပြီဟုတ်ကဲရော့ဓမ္မစားကြည့်လိုက်ပါဟဲနေမုတ်တွေကသူ့မုတ်တွေနဲ့အရသာအရန်ကြူတာပဲတကယ်တော့ကျမကသူ့ရဲ့မိန်းမပါအဲဒီမုတ်တွေကိုကျမပဲအရင်တုန်းကလုပ်ပေးခဲ့တာလေဟုတ်လားဒါနဲ့သူဘာလို့မလာလဲဒီနောက်ကျမကလည်းကိစ္စတွေအားလုံးပြောပြလိုက်ပါတယ်ဒါဆိုရင်တော့စိတ်ပူမနေပါနဲ့နေ့ရောက်ကြကုန်နေအများဆုံးပြန်တွေ့သွားလိမ့်မယ်နော်အမေရဲ့ဆုတောင်းမြတ်တာတွေကအမြဲတမ်းအတူရှိနေပါတယ် ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျမနောက်ထပ်တနေရာကိုသွားရောက်ရအောင်မယ်အေးအေးအေးသွားသွားသွားသူမကလည်းနောက်ထပ်တနေရာကိုထွက်ခွာသွားလိုက်ပါတယ်ကဲဖတ်ထုတ်ပြုတ်ရမယ်ဖတ်ထုတ်ကြော်ရမယ်သူမပစနဲ့ယူပြီးပြန်လာခဲ့လိုက်ပါတယ်သူမ6ရက်ကြာမှထမင်းချက်ကျွေးပြီးသူမကိုယ်တိုင်ကတော့မစားမတော့ပဲအိပ်ပျော်သွားခဲ့ပါတယ်ဒါပါလို့ကြာလေကျမဘိုင်းမစားဘူးတကယ်လို့ရောင်းမထမင်းမစားဘူးဆိုလို့ရှင်တော့ဘလို့အလုပ်သွားလို့မလဲအကိုမရှိတဲ့နောက်ရောင်းမကိုပဲကျမတို့အားကိုးနေရတာလေကိုကကိုယူဆိုင်ရမှာပေါ့ ကျမတို့အဲ့အချင်းနေသိုးသွားလိမ့်မယ်သိရလား။ကဲနေအရင်ဆုံးထမင်းထည့်လာခဲ့ငါတို့ထမင်းကျွေးမယ်ဒီလိုနဲ့ရခမဖြစ်သူကိုယ်တိုင်ထမင်းခွန်ကျွေးခဲ့ပါတယ်။ဒီလိုနဲ့မိသားစုတွေအကုန်လုံးကနောက်နေရာစပြီးအလုပ်ကိုပြန်လဲစူးစမ်းလုပ်ကိုင်းခဲ့ကြပါတယ်။အရင်နေ့တုန်းကထမုတ်တွေကိုပို့ပြီးတော့လဲလုပ်ခဲ့ပါတယ်။သူမမုတ်တွေအားလုံးလုပ်ပြီးတဲ့နောက်မှာတော့စပိန်လေးတွန်းပြီးတော့မုတ်တွေကိုသွားရောင်းခဲ့ပြန်ပါတယ်။ဒီလိုနဲ့ရက်တွေကုန်ဆုံးသွားခဲ့ပြီးအမျိုးသမီးကြီးနဲ့နောက်တစ်ချိန်တွေ့ဆုံခဲ့ရပါတယ်။နေနဲ့မတွေ့ရတာတော်လေးကိုကြာနေပြီးငါနေကိုတစ်ခုပြစရာရှိတယ်။ ဘာပြချင်တာလဲအေးလာခဲ့နေငါနဲ့အတူတူလိုက်ခဲ့ဒီမကလည်းအတူတူလိုက်ပါသွားခဲ့ပါရဲ့သူတို့ကလည်းလူတူကင်းရှင်းတဲ့နေရာကိုရောက်သွားခဲ့ကြပါရဲ့အဲ့ဒီနေရာမှာဘယ်သူမှနေတဲ့ပုံလည်းမပေါ်ပါဘူးအဲ့ဒီရက်ကွက်မှာအိမ်အဟောင်းကြီးတွေရှိပါတယ်ဒီနေရာကိုကြီးလိုက်တာနဲ့နှစ်ပေါင်းများစွာကြာအောင်ဘယ်သူမှမနေခဲ့ဘူးဆိုတာကတည်တာလုံးနေပါရဲ့အမျိုးသမီးကြီးကလည်းသူမကိုအိမ်တိုင်နဲ့ခေါ်ဆောင်သွားပါရဲ့တကယ်တော့ဒီအိမ်နေမှာဘယ်သူမှမနေတော့ဘူးပစ္စည်းတွေကိုပဲလူတွေကထားထားကြတာ ဒီပစ္စည်းတွေထားထားတဲ့နေရာမှာငါကလည်းဖတ်ထုတ်အနှံ့လေးရတာနဲ့နင့်ကိုဒီနေရာကိုခေါ်လာခဲ့လိုက်တာသူကလည်းအိမ်ထဲကိုဝင်သွားကြည့်လိုက်ပါတယ်ဒါပေမဲ့အခန်းတိုင်းအခန်းတိုင်းကတောက်ခတ်ထားတာကိုသာသူမတွေ့ခဲ့ရပါတယ်သူမပြန်ထွက်သွားခဲ့တဲ့အချိန်မှာပဲတစုံတယောက်ရဲ့အတန်ကိုသူမကြားလိုက်ရပါတယ်သူမအခန်းတကားကိုဖြတ်လိုက်တဲ့အချိန်မှာသူ့ယောက်ျားဖြစ်နေပါတယ်သူ့ယောက်ျားရဲ့ပါဇက်ကိုပတ်ကြည့်နေအုပ်ထားပါတယ်ခြေတွေလက်တွေကိုလည်းစီးထားခဲ့ပါတယ်သူ့ရဲ့မိမကလည်းသူ့ယောက်ျားကိုအမြန်ဆုံးဖယ်ထုတ်ပေးလိုက်ပါတယ်ရှင်ဒီကိုဘလို့ရောက်လာတာလဲ ီနေရာမှာလူတွေနေထိုင်ကြတယ်သူတို့တွေကလူဆိုးသခိုးတွေငါ့ကိုသူတို့ကထမင်းဟင်းချက်ခိုင်းကြတယ်ပြီးတော့တရက်မှာတော့သူတို့ကငါ့ကိုနောက်ထပ်ဖတ်ထုတ်တွေလုပ်ခိုင်းတယ်ငါကသူတို့အားလုံးအတွက်ထမင်းဟင်းချက်ပြုတ်ပေးနေကြရတာငါနဲ့တန်ကိုအမြဲတမ်းကြားပါတယ်နင်းဒီရှေ့ကဖြတ်သွားတဲ့ခါတိုင်းနင့်ကိုကြားပေးမယ်နင့်ကငါဘလို့မှခေါ်လို့မရခဲ့ဘူးလေငါရဲ့ပါဇက်တွေကိုလည်းသူတို့ကပိတ်ထားကြတယ်လက်တွေခြေထောက်တွေအားလုံးကိုလည်းချီနှောင်ထားခဲ့ကြတယ်ငါတို့ရှိမှဘာနီလမ်းမှမရှိခဲ့ဘူးကဲလာငါတို့ဒီကအမြန်ဆုံးသွားမှဖြစ်မယ် ငါတို့မှာနောက်ထပ်အချိန်မရှိတော့ဘူးမပြေးဘူးဆိုရင်တော့ငါတို့ဖမ်းမိကုန်မယ်သူတို့ရောက်လာရင်တော့ငါတို့ဒုက္ခလှလှတွေ့ပြီပဲသူတို့ကတကယ်တတော်လေးကိုကြောက်စရာကောင်းကြတယ်သူတို့မျိုးပေါ်မှာလည်းတခုခုလှုပ်ဖို့အထွက်ကျန်းစီနေကြနေတယ်တွေ့ပါတယ်တကယ်ကိုကြောက်စရာကောင်းတဲ့သူတွေဒီလိုနဲ့သူတို့နှစ်ယောက်ကလည်းအများဆုံးအိမ်ကနေထွက်ပြေးလာခဲ့ကြပါတယ်အဖွားအိုကြီးကိုလည်းဒီများနှစ်ယောက်လုံးကသူ့အိမ်ကိုလိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်ပြီးတော့တဲ့အခါမှာနှစ်ယောက်သားရဲ့စခန်းကိုအများဆုံးသွားပြီးတော့အဖြစ်အပျက်တွေကိုတိုင်ကြားခဲ့ကြပါတယ်ဘေရှနုကတီးတလောက်မှတ်တလောက်အားလုံးပြောပြလိုက်တာပေါ့ ရဲတွေကလည်းဘီရှ်နုပြပြတဲ့နေရာကိုအမြန်အဆုံးဝင်သွားခဲ့ပြီးလူဆိုးတွေကိုဖမ်းဆီးခဲ့ပါတယ်။ဒီလိုနဲ့လူဆိုးတခိုးတွေအားလုံးကိုလည်းဖမ်းဆီးရမိသွားခဲ့ပါတယ်။ဒီနောက်မှာတော့သူတို့တွေကလည်းလူဆိုးတွေကိုဖမ်းဆီးရမိသွားခဲ့တဲ့အတွက်ကြောင့်မို့လို့စုချင်းငွေရရှိခဲ့ပါတယ်။ပတ်ဆက်ရရှိသွားခဲ့တဲ့အတွက်လင်မယားနှစ်ယောက်လုံးကလည်းဆိုင်အသေးလေးတစ်ဆိုင်ဖွင့်လှစ်ခဲ့ကြပါတယ်။တို့ဘူးလည်းရင်တုံးကထပ်ပေါ်မှုအဆင်ပြေသွားပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။